အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်မပါလိရင်မြန်မာနိုင်ငံရဲ့ပြည်ထနာမပြေလည်နိုင်ဟု NLD ထက်မှန်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်မပါဝင်ပေမြန်မာနိုင်ငံရဲ့ပြည်ထနာကိုဖြည့်ရှင်ဖို့တွေးဆောင်ဆွေးနွေးတာတွေဟာပြည်လည်မှုမရရှိနိုင်ဘူးလို့ NLD ပါတီကထုတ်ပြန်ပါတယ် စက်တင်ဘာ28ရက်ဒီနေ့မှာကြာရောက်တဲ့ NLD ပါတီဖွဲ့စည်းတည်ထောင်ခြင်း38နှစ်ပြည့်ထုတ်ပြန်ချက်မှာ NLD ကအခုလိုပြောဆိုထားခြင်းဖြစ်ပါတယ်။ NLD ပါတီဥက္ကဋ္ဌနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကျင်နဲ့ဒူဥက္ကဋ္ဌသမရဦးဝင်းမြင့်တို့ကိုဗမာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာမသိရပဲကျမရေးသတင်းတွေကြောင့် NLD အနေနဲ့အထူးစိုးရိမ်နေလို့လဲထုတ်ပြန်ကြမှာဖော်ပြပါရှိပါတယ် ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးလွမြောက်ရေးကိုမိဖက်နိုင်ငံတွေပြည်တွင်းပြည်ပမိဆက်အင်အားစုတွေကဆက်လက်ကြိုးပမ်းအားထုတ်ဖို့ကိုလည်း NLD ပါတီကတိုက်တွန်းထားပါတယ်။ဒါပြင်အကြံဖက်စစ်တဲ့ဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကိုလည်းလက်မခံအတိမတ်မပြုတ်တလို့ပူပေါင်းဆောင်ရွက်မှလည်းမဟုတ်ဘူးလို့ NLD ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကြံဖက်စစ်တဲ့ကတော့ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကိုတရားဝင်ထုတ်ပြန်ထားတာမရှိတယ်လို့တားဖြစ်သူကင်အရစ်ပြောလာတဲ့မိခင်ရဲ့နှလုံးရောဂါကျန်းမာရေးတရင်ပေါ်မှာလည်း ကျမ်းမာရေးကောင်းမွန်တယ်လို့ပဲအလွယ်တုံ့ပြန်ထားပါတယ်။ဆက်လက်ပြီးစစ်မှုထမ်းအယောင်းဝယ်လုပ်သည့်ပသိမ်ကအုပ်ချုပ်ရေးမှူးနှုတ်ဦးကိုစစ်တပ်ဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ဧရာဝတီတိုင်းပသိမ်မြို့ကရက်ွက်အုပ်ချုပ်ရေးမှူးနှစ်ယောက်ကိုစစ်မှုထမ်းအယောင်းဝယ်လုပ်တာနဲ့လိုင်စင်မဲ့ကားစီးတာကြောင့်စစ်တပ်ကစက်တင်ဘာ25ရက်မှာလာရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ပသိမ်မြို့အမှတ်30ရက်ွက်အုပ်ချုပ်ရေးမှူးအေကိုကိုမနေ့စက်တင်ဘာ25ရက်ညကစစ်မှုထမ်းအယောင်းဝယ်လုပ်တာတွေ ငွေကြေးအလွဲသုံးစားလောက်တာတွေနဲ့လိုင်စင်မဲ့ကားစီးတာတို့ကြောင့်ဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့အေးကိုထွက်ပြေးလွတ်မြောက်သွားပြီးကားကိုသိမ်းဆီးထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ပသိမ်မြို့အမတ်ရှိရက်ကွက်အုတ်ချိုရည်မှုဟန်ဝင်းအောင်နဲ့ရက်ကြီးဆက်ရည်တယောက်ကိုလည်းစစ်မှုထမ်းလူအယောင်ဝယ်လောက်တာငွေလွဲသုံးစားလောက်တာတို့ကြောင့်စစ်တပ်ကဝင်ဖမ်းသွားတယ်လို့သိရပါတယ်။ပသိမ်ဒေသခံတယောက်ကအုံမှုအေးကိုအုံမှုဟန်ဝင်းအောင်နဲ့မြို့နယ်စီမံအောင်ကျော်ဦးတို့ပေါင်းပြီးတရားမဝင်စစ်မှုထမ်းလူအယောင်ဝယ်တွေပြုလုပ်ခါ ပြည်သူကိုမထင်မဲ့မြင်ပြုကစိန်ခေါ်ရန်ကားနေသူများဖြစ်ပြီးယခုလိုထိမ့်သိမ့်ခံရသဖြင့်ပြည်သူများဝမ်းသာနေတယ်လို့ဆိုပါတယ်။ဖမ်းဖို့ကြံတဲ့သူတွေကိုစက်တင်ဘာ26ရက်နေ့လယ်ပိုင်းမှာရဲတွေက6ရက်ကွက်ထဲမှာရှာဖွေခဲ့တယ်လို့သိရပါတယ်။ပသိမ်မြို့နယ်ထဲမှာစစ်မှုထမ်းအတွက်ပြည်သူတွေစီကနေလာတိုင်းငွေကြေးကောက်ခံနေတယ်လို့လူငယ်တွေကိုဖမ်းဆီးပြီးမြို့နယ်ကျော်ရောင်းစားတာလည်းရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။ ပသိမ်မြို့အမှတ်ရှိရက်ွက်ကရာအိမ်မှုမြင့်ကိုဟာစစ်မှုရန်အဖက်စင်ဆက်ချောက်အတွက်ရက်ွက်ထဲကကိုဇော်မင်းထွေးကိုပေါ်တာဆွဲဖန်စီပြီးကံကြီးတောင်မြို့နယ်တရက်ကွင်းကြီးပါအုပ်စုအတွက်စစ်မှုတန်းလူစားတို့အဖြစ်စစ်ကောင်စီတက်စီချက်သိန်း130နဲ့ရောင်းစားခဲ့တယ်လို့သိရပါတယ်။ရက်ွက်ဒေသခံတယောက်ကလူရောင်းရတဲ့ငွေတွေကိုအုပ်ကြီးကတဝက်ရာအိမ်မှုကတဝက်ခွဲသုံးတာလို့သိရတယ်။ရာအိမ်မှုမြင့်ကိုဘာလို့လို့သူရတဲ့လောက်ရနေတော့အုပ်ကြီးကအခွင့်ပြုပေးထားတာအထက်ဆင့်ဆင့်ကလည်းဘာမှမထူဘူးလို့ပြောပါတယ်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟန်ဝင်းအောင်နဲ့ယာအိမ်မှုမြင့်ကိုတို့ကိုစစ်မှုရာထောက်ခံကြေးငွေတွေလက်စားဟုန်နဲ့ပြီးခဲ့တဲ့ဩဂုတ်လအတွင်းမြို့နယ်အုပ်ချုပ်ရေးမှူးအောင်ကျော်ဦးနဲ့ဗိုလ်မှူးဇော်ထက်အောင်တို့ကိုအရက်သားတွေစုပေါင်းပြီးတိုင်ကြားခဲ့ကြပါတယ်။ဆက်လက်ပြီးမိုင်းလူမျိုးပန်းတရီရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုခုံကြီးကျောင်းနဲ့နေအိမ်20လုံးပျက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မိုင်းလုံမြို့ပန်းတပြေရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျက်တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖုံကြီးကျောင်းနှင့်နေအိမ်20လုံးပျက်စီးခဲ့ကြောင်း TNL ကထုတ်ပြန်ထားပါတယ်။ယနေ့စက်တင်ဘာလ28ရက်နေ့ညနေ4နာရီကျော်ခန့်တွင်မိုင်းလုံမြို့ပန်းတပြေကျေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲပြပွားခြင်းမရှိဘဲလေရင်ဖြင့်ပေါင်900ပုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်ဖုံကြီးကျောင်းနှင့်နေအိမ်20လုံးထိမှန်ပျက်စီးခဲ့ကြောင်း အကြံဖတ်စစ်တပ်သည်ပန်တပြေရွာရှိပြည်သူများကိုရည်ရွယ်ချက်ရှိရှိလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အလားတူစက်တင်ဘာလ26ရက်နေ့ကလည်းအကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရည်ရွယ်ချက်ရှိရှိပါပုတ်ကြီးရွာကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင်းအသက်62နှစ်အရွယ်အမျိုးသားတအူပွဲချင်းပြီးတေဆုံးခဲ့ပြီးနေအိမ်တအိမ်လည်းထိမှန်ပျက်စီးခဲ့ကြောင်းသိရပါသည်။အကြံဖတ်စစ်တပ်သည်ကြောင်မဲတီပေါ်နှင့်မိုးကုံးမြို့နယ်အတွင်းကိုလေကြောင်းလက်နက်ကြီးအသေးခံဒရုန်းများဖြင့်ပုံကျဲပစ်ခတ်တိုက်ခိုက်မှုကြောင်းအမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတအူအမျိုးသမီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်20လုံးစာတင်ကြောင်တကြောင်ခုံကြီးကြောင်တကြောင်ကျောင်းဆောင်တဆောင်နှင့်ကားတစီပုံစားထိမှပျက်စီးခဲ့ကြောင်သိရပါတယ်။ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်တပ်၏ပုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရမကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း DNL ကထုတ်ပြန်ထားပါတယ်။ကျမသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။